င်ပြည်နယ်ကော့ကရိတ်မြို့နယ် KNU ဒူပလက်ယာခိုင်တမဟာချောင်းနယ်မြေကျုံတို့မြို့အနီးမှာစစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့မြို့ကန်တွေစီကနေသိရပါတယ်ဧပြီလ15ရက်နေ့မနက်အစောပိုင်းလောက်မှာကျုံတို့မြို့ပြင်ပမာရှိတဲ့နွားချံကုန်ကျေးရွာအနီးတစ်ဝိုင်းမှာထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အတွက်အဲ့ဒီကျေးရွာနဲ့အနီးတစ်ဝိုင်းမှာနေထိုင်နေကြတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြသလိုတိတ်ဆုံသူတွေလည်းရှိတယ်လို့ဆိုပါတယ် ဧပြီလ14ရက်နေ့ညကလေးကခမာယံ905 956တက်ကစစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာမျိုးတွေအဆက်မပြတ်ပြုလုပ်နေတဲ့အတွက်မြို့ကန်နေပြည်သူတချို့ဟာကြောက်လန့်ပြီးညရင်ချင်းထွက်ပြေးတိမ်းရှောင်နေကြတဲ့သူတွေလည်းရှိတယ်လို့အဲ့ဒီမြို့ကန်တအူကပြောပါတယ် ။ပြစ်ခတ်မှုတွေဖြစ်ပွားနေစဉ်အတွင်းမနက်7:30လောက်မှလည်းစစ်ကောင်စီတပ်သားတွေဟာလေကြောင်းနဲ့ကန်းနစ်ကြီးရွာတွေကိုကျေချာတိုက်ခိုက်သွားလို့ဖုန်ကြီးဓမာယုံထိမှန်ပျက်စီးသွားတယ်လို့ထိခိုက်တိုက်ဆုံသူတွေလည်းရှိတယ်လို့ဆိုပါတယ်။